မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီနေ့လည်းကဒရင်နေကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံမှာဒီနေ့မေလ26ရက်နေ့ကစပြီးစတင်ကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီးအကြပ်ဖက်စကောင်းဆောင်ဘင်းအွန်လိုင်းကိုအစည်းအဝေးအတွင်းတက်ရောက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားသလိုအစစ်နှိမ်ကိုယ်စားလှယ်ကိုတာတက်ရောက်ခွင့်ပေးထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ် ဧရိတိုင်းမှာအာခါတတော် AA နဲ့ PD ပူပေါင်းတက်တွေဝင်ရောက်လာမှာကိုအကြီးအကျယ်ထိတ်လန့်နေတယ်အချက်ဖက်စကောင်စီတက်ကအင်ကဘူးမြို့နယ်နဲ့ဘုတ်ကလေးမြို့နယ်တွေမှာတပ်သားအစ်စ်တွေကိုညီမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းပြီးစစ်တင်ဒဏ်တွေကိုဇက်တိုက်ပေးနေတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်ခုပြပါစို့တင်ဆက်ပေးခြင်းတဲ့တင်ကတော့မလေးရှားနိုင်ငံမှာဒီကနေ့မေလ26ရက်နေ့ကစပြီးစတင်ကျင်းပနေတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမအရေးကထိတ်တန့်ကိစ္စအဖြစ်ပါဝင်နေပြီး အကျန်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုအစည်းအဝေးတွင်တက်ရောက်ခွင့်မပေးဘဲဆက်လက်ပိတ်ပင်ထားသလို အစ်စ်နဲ့ကိုစလေကိုတာတက်ရောက်ခွင့်ပေးထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်။ဒါကတော့လက်ရှိမလေးရှားနိုင်ငံမှာပြုလုပ်နေတဲ့56ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုဒီကနေ့မေလ26ရက်နေ့နဲ့28ရက်နေ့နှစ်ရက်တာကျင်းပတော့မှာဖြစ်ပြီးအဲ့ဒီအစည်းအဝေးမှာကမ္ဘာအရေးနဲ့မြန်မာအရေးကိုထိတ်တန့်ကိစ္စအနေနဲ့ဆွေးနွေးတော့ကြမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီအာဆီယံထိပ်သီးအစည်းအဝေးအတွင်းဂျပန်မင်းအွန်လိုင်းကိုအာဆီယံကတက်ရောက်ခွင့်မပေးဘဲပိတ်ပင်ထားပြီးအစ်စ်နိုင်ငံကိုစလေကိုတာတက်ခွင့်ပေးထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်။ အဲ့ဒီအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့မြန်မာအရေးဆွေးနွေးမှုတွေမှာအကြံဖတ်မှုတွေရက်တမှုနဲ့အားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုတွေစတင်နိုင်ဖို့ကိစ္စရက်တွေကိုအဓိကပြောဆိုဆွေးနွေးသွားကြမှာဖြစ်တဲ့အကြောင်းကိုလည်းပြောထားတယ်လို့မလေးရှားသတင်းတွေမှာဖော်ပြထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ အေရဝတီတိုင်းမှာအရကတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာမကိုအကြီးအကျယ်ထိတ်လန့်နေတဲ့အချက်ဖက်စကောက်စီတပ်ကအင်ကဘူးမြို့နယ်နဲ့ဘုတ်ကလေးမြို့နယ်တွေမှာတပ်သားအစ်စ်တွေကိုနှီးမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းပြီးစစ်တင်ဒဏ်တွေကိုဇက်တိုက်ပေးနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။လက်ရှိမှာတော့အရကတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေဟာလေးမျက်နှာမြို့နယ်အထိဝင်ရောက်လာပြီးဖြစ်တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီဟာအင်ဂူမြို့နယ်မဲဇလီကုန်းမြို့ကွင်းကောက်ဘက်တွေမှာစစ်သားအသစ်တွေကိုနှီးမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းပြီးစစ်တင်တန်းတွေအကြည့်ကျပေးနေရတယ်ဆိုပါတယ်အဲ့ဒီလိုအင်ဂူမြို့နယ်အတွင်းစစ်သားတွေစုဆောင်းဓာတ်တွေကိုစစ်ကောင်စီရဲ့တပ်ကကငါးကနေအဓိကလုံနေကြတာဖြစ်ပြီး သူတို့စီကိုကြေးရွာအုပ်ကြီးတွေနဲ့ပြူစောတိတွေကတပ်သားတွေဖမ်းဆီးစုဆောင်းပြီးပို့ပေးနေတာဖြစ်တယ်လို့အဓိကကတော့အာရကတတော်အင်းနဲ့ PDF ပူပေါင်းတပ်တွေဝင်ရောက်လာမှကိုစစ်တပ်ဘက်ကအကြီးအကျယ်ကြောက်လန့်နေကြတဲ့အတွက် AR တိုင်းအတွင်းနဲ့အင်ကပူမြို့နယ်မှာသူတို့စစ်တပ်ဘက်ကခံစစ်ပြင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့လူငယ်တွေကိုနှီးမျိုးစုံနဲ့ဖမ်းဆီးပြီးတော့တပ်သားတွေအဖြစ်တင်ဒန်းပေးတာတွေအသေးအံလုပ်နေကြတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ။ မှာတော့ဒင်းနိုင်တိုင်းခမောက်ကြီးမြို့နယ်ကမလီဝန်းကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာအကြပ်ပစကောင်စီလက်အောက်ခံပြူစော့တီအချင်းချင်းစကားများရန်ဖြစ်ပြီးဒါနဲ့ထိုးတက်မှုဖြစ်ပွားရမှာပြူစော့တီတဦးကတော့နေရာမှာပဲပွဲချင်းပြီးကိုတိတ်သွားပြီလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ22ရက်နေ့ညပိုင်းကပဲခမောင်ကြီးမြို့နယ်ကမလီဝန်းကျေးရွာအုပ်ချုပ်ရေးမှုရုံးမှာအစည်းအဝေးလုပ်နေကြတဲ့အချိန်စကောင်စီလက်အောက်ခံပြူစော့တီအချင်းချင်းစကားများရန်ဖြစ်ခဲ့ကြတယ်ဆိုပါတယ် အဲ့ဒီမှာပဲပျူစောတိကလားဆိုတဲ့သူကပရှုဆိုတဲ့ပျူစောတိကိုဓာတ်နဲ့ချက်ချက်ဇက်တိုက်ထိုးတက်လိုက်ရမှာပျူစောတိပရှုဆိုတဲ့သူဟာနေရာမှာပဲပွဲချင်းမိကိုတိတ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီခမောင်ကြီးမြို့နယ်မှာစကောင်စီလောက်ကံပျူစောတိအဖွဲ့တွေဟာလူငယ်တွေကိုစစ်တပ်အတွက်ပေါ်တာဆွဲဖမ်းဆီးပြီးစစ်တပ်နဲ့ပို့ရာတွေကိုလုပ်နေကြတာဖြစ်တယ်လို့အခုတော့သူတို့အချင်းချင်းစကားများရန်ဖြစ်ရင်းနဲ့ဓာတ်နဲ့ထိုးတက်တဲ့အသည့်ဖြစ်ချင်းနိုင်ကိုဖြစ်နေကြတာဖြစ်တယ်လို့လေဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ ဖက်မှာလေမန္တလေးတိုင်းကြောက်ပတောင်းမြို့နယ်မှာအချမ်းဆက်ကောင်စီလက်အောက်ခံရေစုံကြေးရွာပြူစောတီဘိုဝင်းဆိုတဲ့သူကိုတော်လိုင်းတပ်တွေကတနက်တလက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့မကွေးမြို့နယ်ပကပတာဝန်ခံငကားနီကရင်ကုန်ခစ်တဲ့ကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ22ရက်နေ့ကပဲကြောက်ပတောင်းမြို့နယ်မှာအချမ်းဆက်ကောင်စီလက်အောက်ခံရေစုံကြေးရွာပြူစောတီဘိုဝင်းဆိုတဲ့သူကိုတော်လိုင်းတပ်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ဖမ်းဆီးရမှာအရှင်ဖမ်းဆီးရမိခဲ့ပြီးသူ့ရဲ့အပေါင်းအပါပြူစောတီတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်ဆိုပါတယ် အဲ့ဒီနော်စစ်ကောင်စီလက်အောက်ခံပြစောတိဘိုးဝင်းရဲ့နေအိမ်တက်ကနေတနက်တလက်ကိုပါတော်လိုင်းအစ်တက်တွေကတိမ့်စီရရှိခဲ့ပြီးသူကတော့ဆက်လက်စစ်ဆေးမှုတွေလှုပ်ဆောင်နေပါတယ်လို့လည်းမကွေးမြို့နယ်ပကပတာဝန်ခံငကားနီကပြောထားပါတယ်ခင်ဗျဖတ်မှာတော့မွန်ပြည်နယ်မလမြိုင်မြို့ကအချက်ဖက်စကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်စီကိုရိတ်ခါနဲ့လက်နက်ခဲယမ်းတွေမကြာခဏတည်ယူပေးနေတဲ့ရန်ကုန်မလမြိုင်ယထာလမ်းမိုင်းခွဲခံရပြီးကုန်တင်ယထာတိမ့်မောက်သွားတယ်လို့မြမမိယထာတရင်ရင်းမြစ်စီကနေသိရပါဗျ ဖြစ်စဉ်ကတော့မေလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲမွန်ပြည်နယ်ပေါင်မြို့နယ်တဲပြူကုန်းဘူတာကနေတောင်ကူမြို့ဘက်ကိုထွက်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်အတွက်ရိတ်ခါနဲ့လက်နက်ခဲယံတွေမကြခဏတဲဆောင်ပေးရာကုန်တင်ယထာသွားတဲ့ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲခံရတယ်ဆိုပါလေအဲ့ဒီမှာကုန်တင်ယထာတွဲ16တွဲပါတဲ့ယထာဟာမိုင်းတိုင်အမှတ်124အနီးမှာတိမ်ပေါက်သွားပြီးယထာလန်လည်းပေ250လောက်ပြတ်တောက်သွားတဲ့အတွက်လက်ရှိမှာတော့အဲ့ဒီယထာလန်ကိုအသုံးပြုလို့မရတော့ဘဲ ရန်ကုန်မလမယာယထာကီးစင်တချို့လဲရန်နာသွားတယ်လို့မြမမိယထသတင်းရင်းမြစ်စီကနေသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ